ညနာကိုငွေသိမ်းပေါင်းထောင်ချီအသုံးပြုကပြုပြင်ခဲ့ပေမဲ့ဘာမှပြောင်းလဲမသွားလို့ဂျင်းထက်ခံရပြီဆိုပြီးလူပြောများနေတဲ့နေဆန်း ပရိသတ်များလုံးမဲ့မင်္ဂလာပါနေဆန်းဆိုတဲ့နာမည်ကိုကြားလိုက်တာနဲ့သူ့ရဲ့အလှပဆိုင်ရာခွဲစိတ်ပြုပြင်မှုတွေကလည်းခွဲခြားလို့မရအောင်တွဲပါလာတာပါပဲအထူးသဖြင့်နောက်ပိုင်းနှစ်တွေမှာနေဆန်းကအမေပေးတဲ့မျက်နှာကိုလုံးဝစိတ်တိုင်းမကြောက်လို့ဆိုပြီးအချိန်မောင်းများစွာပြုပြင်နေတာကြောင့်လူတွေကြားထဲမှာပို့ပြီးရေပန်းစားခဲ့တာပို့ပြီးပြောစမတ်တွင်ခဲ့တာအလုံးလေးအသိပါနှခေါင်းမေးစိမျက်လုံးအဆရှိတဲ့အသေးစိတ်ပြင်ဆင်မှုတွေကြီးကြီးမားမားပြင်ဆင်မှုတွေကိုအလီလီလောက်ခဲ့တာနှစ်ပေါင်းများစွာကြားခဲ့ပါပြီဒါပေမဲ့ဒီတစ်ခေါက်ကိစ္စကတော့အရင်ကိစ္စတွေနဲ့လုံးဝမတူပါဘူးရှင်ဒီ တဲ့ခါမှာနေဆန်းကသူ့ဘဝရဲ့အကြီးမားဆုံးခွဲစိတ်ပြည့်ပြင်မှုကြီးကိုလှုပ်ဆောင်ခဲ့ပြီးကွန်ချစိတ်ကလည်းတိမ်မောင်းထောင်ချီရှိတယ်လို့သတင်းတွေပြန့်နှံ့လာခဲ့တာပေါ့ဒီသတင်းတွေထွက်လာတော့ကတော့ပရိသတ်တီရဲ့မျှော်လင့်ချက်ကတော်တော်လေးကိုမြင့်တက်လာခဲ့ပါတယ်အလောက်ငွေတွေအကုန်ကျခံပြီးပြင်မာတော့နေဆန်းတယောက်ဘလိုတော်ကူပြောင်းသွားမလဲဆိုပြီးစောင့်ကြည့်ခဲ့ကြတာပေါ့အများစုကတော့တကယ်မင်းကလေးအစ်စ်တယောက်လို့ဒါမှမဟုတ်ကိုရီးယားကလာတဲ့အယုံမလေးတယောက်လို့ပြည်ပြေဆုံးတဲ့အလှတရားတွေနဲ့ပေါ်ထွက်လာတော့မယ်လို့ထင်ချေးပြခဲ့ကြပါတယ်သူရဲ့ပရိသတ်တီကလည်းဒီတစ်ခေါက်နေဆန်းကတကယ်ကိုသူ့လိုချင်တဲ့ပုံစံ လေးရတော့မှာပဲဆိုပြီးရင်ခုန်ခဲ့ကြရတာပါဒါပေမဲ့ပရိသတ်တို့ရဲ့တကယ်တမ်းမျက်နှာခွဲစိတ်ပြုပြမှုကြီးပြီးလို့ရလာထွက်လာတဲ့အချိန်မျက်နှာကပတ်တီးတွေဖြီလိုက်တဲ့အချိန်မှာတော့လူတွေကဟင်းဆိုပြီးတပ်ပြင်းချတန်တွေထွက်ပေါ်လာပါတော့တယ်မျောလင့်ထားသလိုဝိုးခနဲဖြစ်သွားစေမယ့်ပြောင်းလဲမှုမျိုးကိုမတွေ့ရဘူးလို့ဆိုရှယ်မီဒီယာမှာဝေဖန်တန်တွေချက်ချင်းထွက်ပေါ်လာတော့တာပါလူတွေဟာခွဲစိတ်မှု before and after ပုံတွေကိုရှင်းကြည့်ကြပါတယ် ဗီဒီယိုတွေကိုဇွန်ဆွဲပြီးတော့ကြည့်ကြရရင်ရှင် နောက်ဆုံးမှာတော့လူအများစုရဲ့ပါဆက်ဖြားမှာတညစ်တညွတ်ထဲထွက်လာတဲ့ဇကားကတော့နေဆန်းချင်းထဲခံလိုက်ရပြီဆိုတဲ့ဇကားပါပဲပတ်စံတွေတိမ့်ထောင်ချီကုန်သွားတာပဲရှိတယ်မျက်နှာကဘာတစ်ခုမှပြောင်းလဲမသွားဘူးခွဲစိတ်ခံရတဲ့ဒဏ်ရာကပဲအဖက်တင်နေရလကဘာမှမထူကြဘူးစာရမှတ်ချက်တွေတော်တော်လေးများပြားခဲ့တာပါ တချို့ကတော့ပိုပြီးအသေးစိတ်ဝေဖန်ကြတာကတော့နှာခေါင်းကြီးပဲနည်းနည်းငေါသွားတာထောင်ထွက်လာတာကလွဲရင်ကျန်တဲ့မျက်နှာအစိပ်ပိုင်းတွေကလည်းအရင်အတိုင်းပဲဒီရုပ်ကဒီရုပ်ပဲဆိုပြီးပြက်ပြက်သားသားသုံးသပ်နေကြတာကိုတွေ့ရပါတယ်။လူအများစုရဲ့အမြင်ကတော့နေဆန်းတရားပွဲစားဓမ္မမဟုတ်စိတ်ယုံရဲ့ချင်းထဲ့ခြင်းကိုခံလိုက်ရပြီလို့ယူဆကြပါတယ်။တိန်ထောက်ချီတန်ဖိုးရှိတဲ့ပြောင်းလဲမှုမျိုးလုံးဝမရှိပဲငွေကုန်ကျေးကျများပြီးအနာတရပဲဖြစ်ကြံခဲ့ရလို့သတ်မှတ်နေကြတာပါ။ဒါပေမဲ့ဒီအမြင်ကိုခုခံကာကွယ်တဲ့သူတွေလည်းရှိနေပါတယ်ရှင်။သူတို့ကတော့ဒါဟာအကြီးစားခွဲစိတ် ုံးလို့ဖြစ်တဲ့အတွက်မျက်နှာဟာအနည်းဆုံး6လကနေ1နှစ်လောက်ထိက ရောင်နေအောင်မှဖြစ်ပါတယ်။အခုမြင်နေရတာကရလန့်အမှန်မဟုတ်သေးဘူး။အချိန်တစ်ခုစောင့်ကြည့်ပြီးမှကြီးသိနေလို့ဆိုကြပါတယ်။ ို့ပေမဲ့ဝေဖန်သူတွေကတော့ဘလောက်ပဲရောင်းနေအောင်ပါစေအရင်သိန်း900တန်းနှာခေါင်းပြင်တုံးကတော့ဒီထက်ပိုသိတာသေးတယ်ခုသိန်းထောင်ချီဆိုတာကြီးကတော့ဘလို့မှအချိုးမချဘူးဆိုပြီးပြင်းပြင်းထန်ထန်ထောက်ပြနေကြတာပေါ့နေဆန်းကိုရင်ကတော့သူ့ရဲ့မျက်နှာအစ်စ်ကိုသူ့သဘောကျကြောင်းပြောနေအောင်မလားဒါမှမဟုတ်တကယ်ပဲစိတ်တိုင်းမချဖြစ်နေမလားဆိုတာကတော့ပရိသတ်တွေကစိတ်ဝင်တစားနဲ့စောင့်ကြည့်နေကြတဲ့အချိန်လေးပေါ့တကယ်တော့အလှပကိုငွေပုံအော်ပြီးလိုက်စားတာကသူ့ရဲ့ကိုပိုင်ဆုံးဖြတ်ချက်ပါရှင်ဒါပေမဲ့အခုကိစ္စကအလှပထက်ဘာမှမပြောင်းလဲလို့အလင်ခံရပြီလို့ထင်မြင်စရာဖြစ် ြစ်လာတဲ့အတွက်ပိုပြီးလူပြောများနေတာပဲဖြစ်ပါတယ်။ပြည်သူတို့ရောဒီကိစ္စကိုဘလို့ထင်မြင်မိပါသလဲရှင်။နေဆန်းတရားတကယ်ပဲခြင်းထဲခံလိုက်ရပြီလို့ထင်ပါသလား။ဒါမှမဟုတ်မျက်နာကအယောင်မချသေးတာကိုလူတွေကအစောတက်လျင်ဝေဖန်နေကြတယ်လို့မြင်ပါသလား။တိမ့်ထောင်ချီကုန်ကြစီပြီးဒီရောက်ကဒီရောက်ပဲဆိုတဲ့မှတ်ချက်တွေပေါ်ဘလို့သဘောရပါသလဲရှင်။